နေဆန်းဆိုင်အေးခိုက်ကမဲ့တယ်ဒါကျွန်တော် United Karate Club ပေါ့နော်ကျွန်တော်ရဲ့ဖေးတင်တယ်ဟောကျွန်တော်တင်ပြသက်ကတော့ကျွန်တော်မြန်မာလေးစင်ကာလာမှာလည်းကျွန်တော်တင်တယ်ဆိုတော့တော်တော်လေးကိုကျွန်တော်တင်ကြနှစ်20လောက်ရှိအဲကျွန်တော်ခုနှစ်နှစ်သားပေါ့နော်ခုနှစ်နှစ်သားရွယ်မှာဖေးရလေးဒီလိုတင်တဲ့ကျောင်းမှာအများနဲ့ရှိနေကိုယ်တိုင်ပေးနေဆိုတော့ခုနှစ်နှစ်သားမှာစပြီးတော့ကစားပေးတာကျွန်တော်ကကြောက်တတ်တာလေ ကျွန်တော်တို့ကကျွန်တော်အပြင်မှာလည်းနိုင်ကျင့်ခံရတယ်နိုင်ကျင့်ခံတော့ဖေးတဲ့မိကလည်းအဲဟာကုသသမီးကိုလည်းရှင်းပြောအပြင်မှာနိုင်ကျင့်တာမခံကျင်တာတစ်ချက်ပြီးတော့မခံရင်သိရှိဖို့အတွက်ကိုကရာတီကိုအာခစားခိုင်းနေခစားခိုင်းနေကျွန်တော်ဒီလိုမြန်မာလေးဖြစ်သွားတယ်အိတ်နေဆန်းဆိုင်အိတ်ဟိုက်ကမိတ်တယ် တာကျွန်တော်တို့သင်တန်းပေါ့နော်ဟုတ်တော့သင်တန်းအကြောင်းလေးပြောပြပါဦးဒါကျွန်တော်တို့ဒါကျွန်တော်တို့ United Karate Club ပေါ့နော်ကျွန်တော်ရဲ့အဖေကျွန်တော်ရဲ့အဖေသင်တန်းပေါ့ကျွန်တော်ရဲ့အဖေရဲ့သင်တန်းကိုပြန်ပြန်ပြီးတော့ကျွန်တော်အဝေးဆက်ကြတာပေါ့အဲ United Karate Club ဟက်ကော်တာတော့ရန်ကုန်မှာရှိတယ်ကျွန်တော်စမ်းကြောင်းတဲ့ဟိုလန်ဟိုလန်နဲ့ရှန်လန်တောင်ပေါ့ဆရာကြီးဦးတောင်းတယ်ဆရာကြီးဦးတောင်းတဲ့နေစပြီးတော့ကျွန်တော်ဒီ United Karate ကိုစပြီးတော့ကျွန်တော်ကဲခဲ့တာပေါ့အဲ music တွေပေါ့ဆရာကြီးဦးတောင်းတဲ့တပည့်ကျွန်တော်ရဲ့အဖေဆရာဦးကန်ကျွမ်းနေပြီးမန်လေးမှာ ဟက်ကော်တာအနေနဲ့ထက်ပြီးတော့ကျွန်တော်သင်တန်းဖွင့်တယ်ဗျဖွင့်တဲ့နောက်ဘက်မှာအဖေရဲ့တပည့်တွေအများကြီးရှိတယ်ဘာမှလည်းဝင်ဗမာတွေရောကရာတေဆရာတွေရောသင်တန်းတွေဖွင့်တာတွေရောအများကြီးအသေးဝဲကျွန်တော်အများကြီးရှိတယ်ဗျအဲ့မှာကျွန်တော်ကအဖေရဲ့အမှုအဖေဆုံးပြီးနောက်ဘက်ဆက်လက်သင်ကြားပေးနေရပါတော့ဆုကိုသူကြီးဂိုင်းဟုတ်ကျွန်တော်ဒီမှာကကရာတေတွေမဟုတ်ခင်ဗျကျွန်တော်တို့ဆရာယူတောင်းနေရဲ့အဲ့လိုပဲ အမွေဆက်ကတဲ့နေတယ်အဖေကအမွေကိုဆက်ကတဲ့နေတယ် IQ ကိုနီးပညာပေါ့နော်အဲ့ဒီ IQ ကိုနီးပညာဒီနည်းစတဲ့ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော် Steven Singer ကျွန်တော်ကစားနေနီးပညာပေါ့အဲ့ဒီနီးပညာလေးကျွန်တော်ဒီမှာ IQ ကိုသင်ကြတာရှိပါတယ် IQ ကိုအပြင်ကိုကျွန်တော်တို့ AI တို့ခေါ်တယ်ကျွန်တော် AI တို့ပေါ့နော် AI တို့ဆိုတော့ဂျပန်ကျွန်တော်ဆမ်ဘူရန်တွေကစားတယ်ကျွန်တော်တို့အခု Heidi Sanna Joji တို့ကစားတယ်အဲ့ဒီကထားကုပညာကျွန်တော်ဒိုင်ကနေပြီးတော့ဒါထုတ်တိုင်းပဲရန်သူကိုတခါတည်းဒံရအောင် ခုတ်ပြီးအသေးခုတ်တယ်ပြီးသွေးခါပြီးခဲတဲ့ပညာကိုအဲ့ဒီရဲ့ AI တို့ပညာလက်တရအနေနဲ့လည်းကျွန်တော်တို့မှာရှိပါတယ်ခင်ဗျာဟုတ်ကဲ့အော်ကျွန်တော်သင်ကြားချက်ကတော့ကျွန်တော်မြန်မာလေးစင်ကာလမှာလည်းကျွန်တော်သင်တယ်ဆိုတော့တော်တော်လေးကိုကျွန်တော်တင်ကြတဲ့20လောက်ရှိပြီ။ဟိုတော်တော်အဲ့လိုပဲအဲ့လိုဝတ်အဲ့လိုရောကပုံစံဝတ်လို့ရှိရင်တော်တော်များများကကျွန်တော်ငယ်တော့ဆိုရှင်လမ်းသေးလို့ပြောတာပေါ့လမ်းသေးအဲအဲ့မှာရက်တွေတောင်းမယ်နံပါတ်ဖိုးကြီးထိုးမယ်တော့လမ်းပြပါပဲနေနေမဲ့ပုံစံပေါ့အဲ့လိုထင်ခံရတာပေါ့နော်အဲနောက်ဘက်ကမှာ အားလုံးဝင်လဲလာတဲ့အချိန်မှာစပေးကြီးထားတာတက်တူးထိုးတာတော့ရေလောင်ကြီးတော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲအပြစ်အမြင်မခံအောင်ပေါ့ခုတော့ပဲမှာလဲအားလုံးကလည်းလူငယ်တွေကဆိုအားလုံးပွင့်လာတဲ့ Facebook kit တွေကျွန်တော် media kit တွေကောင်းလာတဲ့အနေထားမှာအားလုံးကလက်ခံလာတယ်ပေါ့နော်လက်ခံလာတဲ့အနေထားမှာကျွန်တော်တို့ဒီတရားရင်အပြင်နောက်ဆုံးရှင်ပေါ့အရေးပမာဖြစ်နေပြီတဲ့အုံးဆက်လက်ပမာဖြစ်နေပြီအုံးနော်မူရင်းနဲ့ပတ်သက်တဲ့ဖြစ်နေပြစီအုံးဒီ karate ပညာရဲ့အကီလိုပညာရဲ့အရေးလိုပညာရဲ့ဘယ်အင်္ဂလာနီကစားကစား အဲ့ဒီအရာကြီးကျော့သွားတာမြကျော်ရပြီကိုကိုကိုကျမ်းဝါရပူပြီးဂိူးဆိုင်လာတယ်ကိုကိုယုံကြည်မှုရှိလာတယ်ကိုရဲ့ရေရှိ game plan တွေဘာဆက်လုပ်မလဲဘာပြောင်းလုပ်မလဲဆိုတော့ရီမန်းချက်နဲ့ပဲဆက်လက်ပြီးတော့เนาะကိုကိုကိုခံယူချက်နဲ့ပဲသွားကြရနေတာအဲ့ဒီရဲ့ life style ကိုပြောင်းတဲ့အနေထားမှာများသွားတယ်ခင်ဗျဟုတ်ကဲ့ဒီအာကစားလုပ်တဲ့အတွက်ကြောင့်ဟုတ်ကဲ့အဲကျွန်တော်ခုနှစ်နှစ်သားပေါ့เนาะ ကိုယ်နဲ့သားရွယ်မှာဖေကလည်းဒီလိုတင်တဲ့အကြောင်းမှာအမြင်နဲ့ရှိနေကိုယ်တိုင်ပေးနေဆိုတော့ကိုယ်နဲ့တောင်းမှာစပြီးတော့ကြားပေးတာကျွန်တော်ကကြောက်တတ်တာလေကြောက်တဲ့ခါကျတော့အပြင်မှာလည်းအနိုင်ကျင့်ခံရတယ်အနိုင်ကျင့်ခံတော့ဖေနဲ့မိကလည်းအဲဟာကိုသားတမီကိုလည်းရှင်းပြောအပြင်မှာအနိုင်ကျင့်တာမခံကျင်တာတစ်ချက်ပြီးတော့မခံကျင်သိရှိဖို့အတွက်ကိုကရာတီကိုအာခစားခိုင်းနေတဲ့ခစားခိုင်းနေတဲ့ကျွန်တော် ီလိုမြန်မာလေးရေးဖြစ်သွားတယ်ခုနီးပြလက်ရှိကျွန်တော်တာဝန်ဆက်လက်ထမ်းတော်သွားတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်မြန်မာလေးရေးရှင်ကျွန်တော်ចောင်းသောဘွဲကကျွန်တော်စပြီး90တုံးမှာစတာပြည်ခိုင်ပြီလေပေါ့အဲ့မှာကရာတီစပါတာအဲ့မှာចောင်းသောဘွဲမှာပါတော့ကျွန်တော်ចောင်းသောဘွဲမှာကျွန်တော်ရေဆရာကျွန်တော်တို့ဒီ United မှာကျွန်တော်ရေဆရာဆရာချွတ်ူးဆရာညူဆရာညူ2အပါဝင်အဖေတပည့်အပါဝင်ကျွန်တော်ကိုကျွန်တော် train ခဲ့တယ်ပြီးနောက်ကျွန်တော်ဆရာနောက်တစ်ယောက်ဆရာကျော်လိုက်အဲ့ဒီဆရာကျော်လိုက်နဲ့ပြီးတော့မွေးထုတ်တယ် မွေးတို့ရင်းနဲ့ကျွန်တော်ကနောက်ပိုင်းကမှကျွန်တော်အကြောင်းတော်ပွဲလည်းပါရောကျွန်တော်အပြင်မှာရှိတဲ့အသင်းဆရာပေါ့ဆရာခမောင်တူအဲ့ဒီဆရာရဲ့လက်အောင်မှာလည်းကျွန်တော်ပြိုင်ရင်းနဲ့ပြိုင်ရင်းနဲ့အကြောင်းတော်ပွဲနဲ့တစ်ဆင့်မြို့သားအားသာပွဲမြို့သားအားသာပွဲတော့ကျွန်တော်ကျွန်တော်စီမင်းကနေကုသပြီးကျွန်တော်ပြိုင်တယ်ခင်ဗျစီမင်းမှာလည်းကျွန်တော်ရဲ့ရှေ့ကနေပြီးတော့ဥဆောင်ပြီးတော့အဲသွားခဲ့တဲ့စီနီယာလေးအများကြီးရှိပါတယ်အဲသွားရင်းနဲ့စီမင်းကစားနေစီမင်းနဲ့တစ်တော့တစ်တော့နေပြောင်းပြီးတော့ကစားရင်းနဲ့ကစားရင်းနဲ့ကျွန်တော် လေးစိတ်ကိုကျွန်တော်ကိုသက်ကိုမှကန့်ဝယ်တယ်2001မှာစပြီးဖြစ်တယ်ခင်ဗျဟုတ်ကဲ့ဟဲ့ဟဲ့ကိုကမန်လဲမတက်ပါဘူးမန်လဲဟိုမရှိပါဘူးငါလူသေးတယ်ပဲကျွန်တော်ကအမြဲတမ်းစိတ်ထဲမှာကျွန်တော်ထားတယ်အမြဲအဲအမြဲတမ်းကျွန်တော်လူသေးတယ်လူသေးတယ်အခုကျွန်တော်တင်ကြားမှုနဲ့ပတ်သက်တဲ့ဟာပါအများကြီးလူသေးတယ်အများကြီးလူသေးတဲ့နေတာမှာလဲခုဒီလက်ရှိကိုကျွန်တော်လေးလာပြီးတော့တည်ယူနေတော့မယ်တင်ကြားလိုက်လေးလာလိုက်ကလေးတွေကို ကိုကနဲ့တင်ယူလိုက်တင်ကြားလိုက်လေးလာလိုက်အဲ့လိုပဲကျွန်တော်သွားနေရခင်ဗျအဲ့လိုဆူရတာလည်းပတ်သက်ပြီးတော့ငါကွာဆိုတဲ့ကံကျွန်တော်မရှိပါဘူးကလေးလေးကိုလည်းကျွန်တော်ကလည်းတပတ်တည်းနေပြီးတော့ဒါ word power အနေနဲ့ကလေးလေးကိုလည်းနောက်ပိုင်းမျိုးသက်တွေမှာလည်းအထူးခိုးဖို့အတွက်အချို့အလေးမှာကျွန်တော်တို့အားပေးတဲ့စကားတွေရှိတယ်အချို့အလေးမှာဟိုမခံချင်အောင်သူတို့အတွက်ဟိုမခံချင်သိရှိပြီးတော့ဆူရအောင်မခံချင်သိရှိပြီးတော့ရှင်းပြနိုင်အောင်အောင်မြင်အောင်ကျွန်တော်အဲ့လို ြောတဲ့အနေအထားပဲရှိပါတယ်ကိုကိုကျွန်တော်ခုံပြီးပြောလိပြောတာတော့ကျွန်တော်မရှိပါဘူးခင်ဗျရန်ကုန်မှာရောက်တော့ကျွန်တော်လန်သေးရေပေါ့လန်သေးရေလန်သေးစကားနီးစပ်ပြောမှာတော့လန်သေးရေပေါ့အဲပုံစံအဲပုံစံနေခဲ့ဘူးတယ်နေခဲ့ဘူးတယ်ကြိုက်လဲကြိုက်လဲနေလဲလက်သက်တယ်ကျွန်တော်ကန့်ဝင်တဲ့ကာလမှာကျွန်တော်ဆရာရဲ့လောက်တာမကြိုက်ဘူးဟဲ့ဟေးဟာဟုတ်ဟဲ့ခါရ လူငယ်တော်တော်များများအကြောင်းကာလာအကြောင်းစာတွေ့ကျူးသားနေရတယ်အကာလာအကြောင်းလဲပြီးရောကလေးကဘာဖြစ်လဲအကြောင်းအတွင်းမှာဂိမ်းပဲနေနေကြတယ်အဲ့ဒီအရာကိုကျွန်တော်ကမလူလားခြင်းဘူးဘာလို့လဲတော့ကလေးရဲ့နေတာမှာအနာဂတ်အတွက်သူတို့အတွက်အများကြီးသူတို့ရဲ့စိတ်တွေကအများကြီးတိုးတက်တဲ့ဟာပဲကျွန်တော်ကဖြစ်စီနေတာကျမ်းမာရေးကောင်းမှပညာကောင်းကောင်းသင်လို့ရမှာပညာတတ်မှပဒံကောင်းကောင်းရှာလို့ရမှာအားလုံးတည်တော်မှဘယ်ရမှာစို့အသက်ရှိရှိလူဖြစ်ရကြုံညက်တဲ့ အနေဒါဖြစ်နေခြင်းလေသဘောကျွန်တော်ကဒါပြောတဲ့သဘောခင်ဗျာဟုတ်ကဲ့အခုဒီသက်ယုံကလည်းကျွန်တော်အနေနဲ့ကကျွန်တော်အရန်အဲ့ဒီအရက်ပေါ့နော်ဘီယာအရန်ကြိုက်တယ်အဲရန်ကြိုက်တယ်ကျွန်တော်အခုမတော်ပွဲတဲ့နေတာကျွန်တော်ကာလာတော်တော်ချာပါပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်သမီးလေးကလည်းငယ်သေးရအောင်အခုဆိုသမီးလေးခုနှစ်ကျော်ရှိပြီဆိုတော့သမီးလေးရေရှည်လည်းရှိသေးတယ်ပြီးတော့ကျွန်တော်အသက်ရှင်မှကျွန်တော်ရှာမှကျွန်တော်သမီးလေးလည်းဒါလူတော့တင့်တယ်မှသူ့ကိုကျွန်တော်အများကြီးပေးဆက်ရပါပြီအများကြီးရှိသေးတော့ ဒါကျွန်တော်သမီးလေးအတွက်ကြောင့်ကျွန်တော်ဒီဟာကြီးကျွန်တော်ရက်ပြီးတော့ကျွန်တော်အာကလာဘက်ကိုလည်းဖြီးတယ်ဒီတင်ကြောင်းမှုနဲ့ပတ်သက်တာရောဒါလေ့လာလိုက်စားပြီးတော့ကျွန်တော်နေတယ်ပေါ့များဟုတ်ကဲ့အဲကျွန်တော်ဒီ United Karate Headquarter မန္တလေးရဲ့လိပ်စာတော့ကျွန်တော်83 84လည်းန်ကြာ50လန်ကြောက်ထုံးကိုပြေးပါပါခင်ဗျာအသက်ကတော့ကျွန်တော်တို့ Karate ဆိုလို့ရှိရင်ကျွန်တော်ဆောင်နေ၅နှစ်နဲ့၆နှစ်သူစပြီးကစားလို့ရပါပြီ။ဟုတ်ကဲ့။အိုက်ကီရောကရာတီရောကျွန်တော် EI တို့ ပညာဟောကျွန်တော်ဒီမှာလေးပညာဂျပန်ယူတာ၃မျိုးရှိတဲ့အတွက်ကစားဖို့အတွက်ကျွန်တော်ဖိတ်ခေါ်ပေးရစီဒီလိုကစားခြင်းအတွက်အကျိုးသက်ရောက်မှုတွေအများကြီးရှိပြီးတော့ကလေးတွေအနာဂတ်အတွက်အများကြီးကောင်းမဲ့အရာအတွက်ကျွန်တော်ဟိုဒါလေးကို share လုပ်တဲ့သဘောပါခင်ဗျာ